အားလုံးပဲမင်္ဂလာပါရှင် စနေသားသမီးများအတွက်ဆယ်လာပိုင်းစနေရက်နေ့ကနေပြီးတော့၁၈ရက်နေ့အထိတပတ်သာကာလရဲ့ကြုံဆုံတွေ့ရမယ့်ကံကြမ္မာကိုဟောဝေးမှာဖြစ်ပါတယ်မိစလို့တွေ့ဒီကာလဟာလုံဝန်းနဲ့ပိုင်းဆိုင်ရာမှာတုံ့ဆုံမှုအနောက်ရှက်ဒီကြုံတွေ့ရမယ့်ကာလလို့ ဟုတ်လို့ရပါတယ်။ဒီကာလမှာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မိမိကရွယ်ထားတာအကြီးပဲမဖြစ်လာဘူး။မိမိရဲ့လုံလဝရိယစိုက်ထုတ်မှုအားကလွဲနေတယ်။အဲ့လိုပြောရမှာပေါ့နော်။အဲ့တော့ဒီကာလမှာယာရုတက်ဖို့အစီအစဉ်ရှိရသူမျိုးတွေဆိုရင်ဒီကာလမှာရက်တန့်နေတတ်တယ်။အဲ့တော့လုံငန်းနဲ့ပတ်သက်ပြီးစတင်တော့မယ်ဆိုတဲ့သူတွေဒီကာလမှာမလုပ်တင်သေးဘူး။ဘာလို့လဲဆိုတော့ဒီကာလမှာက လူသမီးကအနေငယ်ထင်ငော့နေတတ်တယ်အဓိကလွဲကြတာမဟုတ်ထင်နေတာလုံအောင်ပတ်သက်ပြီးထင်နေတာအဲ့လိုဖြစ်နေတတ်တယ်ပေါ့နော်အဲမိမိကကောင်းမွန်တဲ့အရာကိုစူးစမ်းနေပြီမဲ့လဲလို့အဲဈာကန်လူဝင်နေတတ်တယ်ထင်ငော့နေတတ်တယ်အဲ့လိုမျိုးပေါ့အဲလုံအောင်နဲ့ပတ်သက်ပြီးအစ်တက်လောက်မယ်ဆိုရင်တော့မလုပ်ပါနဲ့ဘူးနော်နောက်တစ်ခုကကြတော့ဒီကလာမှာငွေချိမ်းပန်းဆိုင်ရာငွေချိမ်းနဲ့ပတ်သက်ပြီးကံအားတအားကောင်းတယ်လုံခဏရရှိတာငွေချိမ်းနဲ့ပတ်သက်ပြီးတော့ဒီရရှိဖို့ကံရှိတယ် မိမိကစိုးမိတင်တဲ့အရာတွေဆိုရင်ပြန်လဲပြီးရရှိတတ်တယ်။ငွေကန်တအားကောင်းပါတယ်။ကြီးခဲ့သူတွေရဲ့ကူညီမှုတွေရရှိတတ်တယ်။ငွေကန်ကောင်းတဲ့လုပ်ငန်းမဲ့ဆိုင်ရာတလောက်ကြီးအဆင်မပြေသေးဘူးပေါ့နော်။နောက်တစ်ခါကျဒီကံလာမှာအချင်းနဲ့ပတ်သက်ပြီးတော့မိမိကအဲ့လိုဆိုအချင်းကာလာတစ်ခုထိစွမ်းမြဲနဲ့ချစ်ခင်မဲလို့ရွယ်ထားတဲ့အရာတွေကဒီကံလာမှာနည်းနည်းလေးမိမိရဲ့မြတ်တာကိုလောင်မြောင်ခံနေရတယ်လို့ခံစားနေရတတ်တယ်။ အဲ့လိုမျိုးပေါ့နော်အဲ့တော့အိန္ဒဝေပရိပခါလေးအနေငယ်ဖြစ်တတ်တယ်နောက်တစ်ခုကအချေးဆိုလို့ရှိရင်ဒီကာလမှာမိမိရဲ့ချစ်ခင်တဲ့သူကမိမိကိုဥပိ္ပခါပြုတ်နေတာမျိုးတွေခံရတတ်တယ်အဲ့တော့အချေးကံကအနေငယ်နည်းတယ်မိမိရဲ့ချစ်ခင်မှုပေါ်မှာအာယုံကြည်မှုပေါ်မှာအလွဲသုံးစားဒီခံရတဲ့ပေါ့နော်အဲ့တော့အချင်းကင်ဟာအနေငယ်နည်းတယ်ပေါ့နော်ဒီကလကပြောမှဆိုလို့ရှိရင်တော့မိမိလိုချင်တဲ့အရာပေါ်မှာ ဒီဇိုင်းမမတွေးခေါ်တွေးပြီးတော့နေနေတာကောင်းတယ်တွေးနေတာလက်တွေ့ကောင်းမှာပေါ့နဲ့တွေးတာကိုညီမတို့အလိုလိုရောက်လာမယ်နောက်တစ်ခါကျတော့ကိုကိုတိုင်းလှုပ်ပြီးဆိုတဲ့အချိန်မှာဒီဇိုင်းမမလှုပ်ပို့ပြီးအဆင်ပြေတယ်ဒီကလာမှာအနေငယ်တော့အောင်းရထားတာအဆင်ပြေတယ်ပေါ့နော်လုပ်ငန်းမဆက်အသက်ဆိုလည်းမဆတဲ့နေအောင်ပေါ့နော်စတဲ့ရင်အခက်အခဲကြုံတွေ့ရတတ်တယ်ရှေ့မရောက်တဲ့ပုံအဲ့လိုမျိုးလက်ရှိနေရာမှာပဲရက်တန့်နေတတ်တယ်ပေါ့နော်နောက်တစ်ခါကျမကြီးကျမကြီးဘိုင်းဆိုင်ရာကအဓိကဒီကလာမှာ ီဝမ်းနဲ့ပတ်သက်တဲ့ပြဿနာမျိုးလေးကြုံတွေ့ရတဲ့လေပိုင်းဆိုင်ရာမှာကြုံတွေ့ရတဲ့ပေါ့နော်အစိုးဝိုင်းမရှိဘူးတမိုင်းနဲ့ပတ်သက်ပြီးတော့အနေငယ်တော့ညံ့တယ်နောက်တစ်ခါကျတော့ကိုယ့်ကိုအားငယ်စိတ်တွေဝင်နေတတ်တယ်ပေါ့နော် နောက်တစ်ခါကျတော့အဲစနော့ဟောတယ်လို့ပဲညံတဲ့အချက်လက်ရှိဖြစ်နေတာဘယ်လိုလဲဆိုတော့မိမိရဲ့ချစ်ခင်သူမိမိကမလို့ထင်တဲ့သူယုံကြည်သူတွေရဲ့ဖောက်လဲဖောက်ပြန်ပြုတ်ခြင်းကိုခံရတတ်တယ်အဲ့တော့ဒီကလာမှာအသွေးခေါ်တစ်တေညံအစ်တေပေါ်တတ်တယ်အာကောင်းမွန်တဲ့အရာတွေဖြစ်တယ်။လက်ရှိကာလမှာနေနေင်းနဲ့တွေးခေါ်လို့ရရှိတာမျိုးဆိုလို့ရှိရင်တော့ဒါဒီဇိုင်းမဲ့လုပ်ဖို့အတွက်ကိုတာဆိုတာပါ။အဲ့ဒါမိရဲ့ဘဝအတွက်ပြည့်မြောက်အောင်မြင်မဲ့အချိန်ပြည့်မြောက်အောင်မြင်မဲ့အကြောင်းအရာတွေဖြစ်တယ်ပေါ့နော်။ ခရီးသွားဖို့ရွယ်ထားရတူလေဆိုလို့ရှင်တော့ဒီကာလမှာအနှဲငယ်နှောင်နှီးပြီးသွားပြလိမ့်မယ်။သွားပြဖို့ကံတော့ရှိရဲ့။မိမိထင်သလားအကျိုးမြတ်တော့မရရှိဘူးပေါ့နော်။ပြောမှဆိုလို့ရှိရင်။အဲ့တော့ကံတရားရကြည့်မယ်ဆိုလို့ရှိရင်ကံကောင်းတဲ့ဘက်တော့သွားနေရပါ။တို့ပဲမဲ့အနှဲငယ်ဆောင်ဆိုင်ခြင်းနဲ့တည်ရှိခံရမယ်။အဲ့နောက်မှမှအဆင်ပြေမယ်ပေါ့နော်။လရှိရှင်တွေမှာကြုံဆုံနေတဲ့သူတွေကက်ကက်ညံ့နေတဲ့သူများအတွေ့ပုံမကောင်းမွန်တဲ့ကံတရားတွေရရှိအောင်မိမိရဲ့ ဆန္ဒအတိုင်းအစီအစဉ်ချုံးမှုတွေရရှိအောင်လှုပ်ဆောင်တဲ့လှုပ်ဆောင်ရင်လှုပ်ဆောင်ဆိုတော့ဆွမ်းအားရရှိစေတဲ့ရေတွေကအဓိကကတော့အလံအလံလူရနဲ့ကုသိုလ်ပြုလုပ်ပေးပါ အလံဆိုတော့သာသနာအလံပေါ့နော်အလံသာသနာအလံလူရနဲ့ကုသိုလ်ပြုလုပ်ပေးပါနောက်တစ်ခုကကြတော့ရှားတို့တက်ချင်သူများအတွက်လှုပ်ဆောင်တဲ့ရေတွေကတကုံလုံးမဆော့ဖျားရှင်ရှင်မှာလူရန်းနဲ့ကုသိုလ်ပြုလုပ်ပေးပါ မိမိရဲ့ဆူတောင်းစာလေးနဲ့သူပေါ့နော်တွေ့ရတဲ့ကုသိုလ်ပြုလုပ်ပြီးပါအဲ့ဒါလက်ရှိချိန်နေမှာမိမိတွေ့ကောင်းမွန်စေမဲ့ရည်ရာဖြစ်ပါရဲ့ပေါ့နော်အဲ့တော့ချစ်ရတဲ့စနေသားတွေမိတ်ဆွေများအားလုံးအေဂျင်တာပျော်ရွှင်ကြပါစေဆက်လက်နဲ့ဘဝတစ်ခါတည်းကြနိုင်ကြပါစေရှင်